င်္ဂလာပါခမညာနေဆိုးထက်ရဲ့ဘိုးကြောင့်အောင်ဆန်းနဲ့ဂလုံးဥစောစာအောင်မှကျွန်တော်တို့ကြားခဲ့ဘူးတာတော့ဂလုံးဥစောဟာတမိုင်းမလှတဲ့အကြောင်းအရာတွေစိုးရတဲ့အကြောင်းအရာတွေကိုပဲကြားခဲ့ဘူးပါတယ်ဒီတစ်ခါမှာတော့လူသားဆန်နဲ့ဂလုံးဥစောရဲ့အကြောင်းကြီးတွေကိုရှင်မိတ်ရှင်မြန်းဘဟုထုတရရအတွက်လာရောက်တင်ဆက် မျှဝေပေးမှာဖြစ်ပါတယ်ယုံကလှူရှာ လူသားစံသူကလုံးဥသောဥသောတမိုင်းကိုလေ့လာလေထူချမှုများရှိတဲ့ကဲ့သို့ယောသားကြိုးစားသူဖြစ်သည်ကိုတွေ့ရသည်ဥသောရိမွေရမြေသည်လူသောလူမိုက်များပေါ်သည့်နေရာဖြစ်တော်လဲ ုဆော၍ငယ်ဘဝအားလိလာလင်မုတ်ဆူနာနီမုတ်ဆူတန်ဃာနာနီတန်ဃာဆိုသည့်စကားနှင့်ငယ်ဘဝကမိုင်မဲဆိုးဝါသော ဖြစ်စဉ်များကို မတွေ့ရပေ။ဤရဲ့ချက်ရှိသူယူတာကျူးစားသူ အဖြစ်တွေ့ရသည်။ကုဆောငယ်ဘဝများသည်ဆိုးဆိုးမှတ်မှိုက်မရှိဤရဲ့ချက်ရှိသူအနာကယီမန်းချက်နှင့်ကျူးစားသူဖြစ်သည်။ကျောင်းသားဘဝကလည်းစာကိုကျူးစားတည်ယူသူ တိုးတက်မှုနှင့်ဥသောဒီပညာရေးနှင့်ပတ်သက်ပြီးဘွယ်တူးဂုံလူရအောင်သင်ကြားခဲ့ရသူမဟုတ်။ကျောင်းပညာအနေနဲ့ခொနှစ်တန်းတန်းနေခဲ့ရသူဖြစ်သည်။ကျောင်းပညာကုံစင်အောင်အသင်ကြားရာချင်းသည့်မိဘ၏စီးပွားရေးကြောင့်အခြားအကြောင်းလားဟုဒီမသိရတော့လဲဥသောဒီအတန်းပညာထက်ပို၍ထူးချွန်သူဖြစ်သည်။ကျောင်းချင်းတွင်ကျောင်းစာသင်ရန်ရပြီးကျောင်းချင်းပြင်ပတွင်စာနှင့်မပြောင်း လေ့လာနေသူဖြစ်၏။ဦးစောဒီចောင်းစာကိုကျိုးစားသင်ယူသူចောင်းတက်စဉ်အပြင်ပတွင်အင်္ဂလိပ်စာအားအထူးတလဲသင်ကြားသူဖြစ်ကြောင်းတွေ့ရသည်။ဦးစောဒီငယ်စဉ်ကចောင်းသင်ခန်းစာတွင်ကျိုးစားသူဖြစ်တကယ်လို့ចောင်းချင်းပြင်ပတွင်လည်းအင်္ဂလိပ်စာအားလေ့လာသင်ကြားနေသူဖြစ်သည်။မတန်အချို့၌တွေ့ရ၏ဘူသောဒီအင်္ဂလိပ်စကားအားလေ့လာသင်ယူမှုတွင ထူးဂယုပြုတကယ်သူပြင်ပအချိန်များတွင်စကားပြောလေ့ကျင့်ခြင်းများပြုလုပ်သည်ကိုတွေ့ရသည်စင်စစ်ဤအချက်များအားကြည့်လျင်ကျိုးစားသူတို့အဖြစ်ငင်းเสียမှရှိ သူဤမှန်းချက်ကြီးမားမှုကျိုးစားမှုကြောင့်လဲသူဒီအတန်းပညာခုနှစ်တန်းမြတ်သာသင်ယူခဲ့ရတော့လဲအင်္ဂလိပ်စကားပြောတင်ဒေါက်တာဘတ်မော်လူပညာသက်တဦးနှင့်ရင်ပေါင်တန်းစကားပြောပြောနိုင်ခြင်းဖြစ်သည်ဥသောဒီ ပညာဤချင်း ਨੇ ပါတော်လေသူဤ조사မှုကြောင့်သူဒီအငယ်တန်းရှေ့နေဆာမိုးဘွယ်အောင်မြင်ခဲ့ပြီးရှေ့နေအဖြစ်ဘဝခကြီးအားအနိုင်ရခဲ့သည်ဥသောဒီရှေ့နေတဲ့ဥအဖြစ်ယက်တီကျင်လေခြင်းတွင်မြမပြည်၌ဂလုံးဆရာဂလုံးဆရာဆန်ဥဆောင်သည့်တောင်သူလေဓမ္မအရေးတော်ဘုံကြီးပေါ်ပေါက်ခဲ့ပြီးမြမနိုင်ငံ၏နိုင်ငံ၏လှူရှားမှုသည်အချိန်ပြင်းခဲ့၏ဆရာဆန်၏ တောင်သူလေဓမ္မအရေးတော်ပုံနဲ့ပုံကံမှုကြောင့်အင်္ဂလိပ်အစိုးရသည်မြက်ကလေးစံပြဖြစ်ခဲ့သည်ထို့သောဆရာဆိုင်တောင်သူလေဓမ္မအရေးတော်ပုံပုံကံမှုလည်းမကြာမီခြုံငိမ့်သွားခဲ့၏ဆရာဆိုင်အပါဝင်တောင်သူလေဓမ္မအရေးတော်ပုံတသားမြတ်မှနေချက်အင်္ဂလိပ်ဖန်စီအရေးယူခြင်းအားခံခဲ့ရ၏ထို့ချိန်ကရှင်းနေရှိရများစွာသည်တောင်သူလေဓမ္မအရေးတော်ပုံတသားမြတ်ဘက်မှ ်ရှေ့တွင်းဝင်ဖြစ်ခဲ့ဘူးသည့်ပုဂ္ဂိုလ်ကြီးတဦးနှင့်ဆုံခဲ့ဘူး၏သူကယခုမရှိတော့သို့တော်သူပြောဘူးသည့်စကားကမူယခုတည်းအမှတ်ရနေစေဥသောဟာငငယ်အငယ်တန်းရှေ့နေဘဝနှင့်တောင်သူလယ်သမားအရေးတော်ဘုံတတားတွေဘက်ကရှေ့နေလိုက်ခဲ့ဘူးလေသူဟာမျိုးသားရေးစိတ်သက်ရှိသူပဲသူအရေးတော်ဘုံတတားတွေအတွက်ရှေ့နေလိုက်ရင်ဆရာဆန်နဲ့အရေးတော်ဘုံတတားတွေနဲ့ စိတ်တက်စိတ်ညက်ကိုလေးစားလွန်းတာကြောင့်သူ့ကိုယ်သူဂလုံးစောရဲလို့ကပီးတင်ခဲ့တာပဲသူဟာအကြောင်းကြောင့်ကြောင့်တမိုင်းမလှခဲ့ပြီဖြစ်ပေမဲ့လည်းဒူရီဝန္တန်နုရခိတစိတ်တက်ရှိသူအမျိုးချစ်သူဆိုတာကတော့ငင်းစရာမရှိဘူးဟုပြောသည်တို့သူရင်ပုဂ္ဂိုလ်ကြီးကပြောတယ်ဥသောဟာမြန်မာနိုင်ငံလွတ်လပ်ရေးကိုရည်စည်ချင်တာတော့အမှန်ပဲကွ လွတ်လပ်ရေးနဲ့ပတ်သက်လို့ပြောရရင်လုံးဝလွတ်လပ်ရေးပဲဖြစ်ဖြစ်ဒိုနီမီယန်လွတ်လပ်ရေးပဲဖြစ်ဖြစ်လွတ်လပ်ရေးကတော့လွတ်လပ်ရေးပဲပြီးတော့ဥသောလွတ်လပ်ရေးတောင်းဆိုချိန်၌ဥသောရက်တည်ခဲ့တဲ့ဘဝကိုပြန်ကြည့်ရင်အတိအမှပြုရမယ့်အခြေအနေလည်းဖြစ်တယ်ကော။ဘာဖြစ်လဲဆိုရင်ဒီချိန်ကဥသောဟာနိုင်ရင်ဝင်လေသူ့အတွက်တက်တက်ကြည်ကျင်သူဟာပြည့်စုံနေတဲ့ဘဝဖြစ်တယ်။ ရှိမြောက်စားတဲ့အင်္ဂလိပ်အစိုးရရှိကမြန်မာပြည်လွတ်လပ်ရေးကိုတောင်းဆိုခဲ့တာကြည်သူရင်ထဲမှာမြန်မာတမျိုးသားလုံးလွတ်လပ်ရေးကိုစိတ်ရှိတယ်ဆိုတာကတော့အထူးပြောစရာမလိုဘူးမှန်တယ်ဂလုံးစောတမိုင်းကြောင့်ကိုလေ့လာရင်ဂလုံးစောဒီနိုင်ရင်ဝင်အဖြစ်တာဝန်ယူနေခြင်းတွင်အင်္ဂလိပ်အစိုးရထံမှလွတ်လပ်ရေးတောင်းဆိုခဲ့တဲ့ဖြစ်တောင်းဆိုခဲ့တဲ့ဖြစ်အင်္ဂလိပ်အစိုးရ၏ငုံညင်း ရှိမှုကိုခံခဲ့ရသည်ယူဂန္ဓာတွင်အကျဲကျုပ်နှင့်နှစ်နှစ်ခန့်အပြစ်ပေးခြင်းခံခဲ့ရသည်ထို့သောဥသောပရိယပရိယကျွဲသူဖြစ်၏ဉာဏ်ကစားနိုင်သူလည်းဖြစ်သည်အဘယ်ကြောင့်ဆိုသောဥသောဒီငဲ့ချက်ပိဋိရှာတို့၏ညဉ့်ညင်မှုအားဖြေပြောက်အောင်ဖန်သည်ဆွမ်းနိုင်သူဖြစ်တော့ကြောင်းဒီမန်ဒီဂျပန်တော်လိုင်းပြီးနောက်ပိုင်းအင်္ဂလိပ်ပြည်မြန်မာပြည်တွင် ဝင်လာတော့ဂလုံးဥသောဘဝတမျိုးပြောင်းလာပြီးဒီလိုနဲ့အင်္ဂလိပ်လူယုံဘဝတို့ပြန်ရောက်ခဲ့ပြီးဘယင်ခံတိုင်းမင်းခံလူယုံကျေးဇူးပါ